တခါတုန်းကမနိပူရာလို့ခေါ်တဲ့နေမြေတစ်ခုထဲမှာကီရှန်လို့ခေါ်တဲ့စင်းရဲတဲ့တငါသေးတယောက်ရှိပါတယ်။ကီရှန်မှာတော့မျက်စိမမြင်ပေမဲ့အယံလာတဲ့တမီးလေးတယောက်လည်းရှိပါတယ်။စင်းရဲတဲ့တငါသေးကီရှန်ကြီးဘာရီဖြစ်လို့စိတ်ပူနေတာလဲ။ဘာကြောင့်လဲဆိုတာပြောပြပါဦး။ဦးလေးရဲ့ကျွန်တော်ဘလို့ပြောပြရမလဲဗျာ။ကျွန်တော်ရဲ့အကြောင်းကိုဦးလေးလည်းသိရသားနဲ့ ဂူရီရဲ့အမေဆုံးသွားတဲ့အချိန်ကစပြီးတော့ဂူရီရဲ့တာဝန်တွေအားလုံးကျွန်တော်အပေါ်ကျလာတယ်။အခုဂူရီကလည်းအရွယ်ရောက်လာပြီလေ။ဒါပေမဲ့လည်းကျွန်တော်ဘလို့ပြောပြရမလဲ။သူမကမျက်စိမမြင်တဲ့အတွက်သူမကိုဘသူကမှလက်မထက်ချင်ကြဘူး။အခုချိန်မှာ ကျွန်တော်ဘာလုပ်ရမလဲဆိုတာပြောပြပါဦး။ကြည့်ရဲ့မင်းစိတ်မပူနဲ့ကောင်းခင်ဘောကလူတွေကအမြဲတမ်းငါတို့ကိုစမ်းတက်နေတာ ီလိုအခြေအနေမျိုးမှာတတိရှိရှိနဲ့ရင်ဆိုင်ရမယ်။မင်းအနေနဲ့လက်မလျှော့သင့်ဘူး။ဟုတ်ပါတယ်။ဦးလီပြောတာလည်းမှန်ပါတယ်။ကျွန်တော်အရာအားလုံးကိုဘုရားသခင်လက်ထဲပဲအပ်ထားသင့်ပါတယ်။ကံကြမ္မာကိုတော့ဘယ်သူကမှမပြောင်းလဲနိုင်ဘူး။အဲဒီလိုပြောပြီးရနဲ့ဂီရန်ဟာမြေကန်းသားကိုငါးဖမ်းဖို့သွားပါတယ်။အိုးဘုရားသခင်အရှင်သာကျွန်တော်တမီလီရဲ့ကံကြမ္မာတကားကိုဖွင့်ပေးနိုင်ပါတယ်။ ဒီလိုပြောပြရနဲ့ကီရှန်ကငါးဖမ်းဖို့စတင်ပါတော့တယ်။အဲ့ဒီလိုနဲ့တဖြည်းဖြည်းနဲ့ညနေဆောင်ကိုရောက်ရှိလာပါပြီ။အဲ့ဒီချိန်ထိကီရှန်ရဲ့ပိုက်ထဲမှာလေငါးကအနှဲငယ်ပဲဖမ်းမိပါတယ်။ဒီနေ့တော့ငါးကနည်းနည်းလေးပဲရတယ်ဟိ။ငါဒီငါးတွေကိုရောင်းလိုက်ရင်တနက်စာလောက်တော့ရမယ်။အဲ့လိုတွေ့ပြီးတော့ကီရှန်ဟာငားရောင်းဖို့အတွက်ဈေးကိုသွားပါတော့တယ် ငားရီရမင်းနော်ငားရီရမင်းလက်လက်ဆက်ဆက်ငားရီပါဗျဒီငားရီကအခုလေးတည်းမှာဖမ်းလာတာပါ လက်ဆက်တုံးလေးယူထားကြပါဗျအဲ့ဒီလိုနဲ့ကီချန်ဟာငားရီကို အကုန်ရောင်းပြီးတော့အိမ်ကိုပြန်လာပါတော့တယ်အိမ်ရောက်တဲ့အခါမှာတော့ဂူရီဟာမျက်နှာငယ်လေးနဲ့အပြစ်မထိုင်နေတာကိုတွေ့ပါတယ်ဂူရီတမိလေးအဖေအိမ်ပြန်ရောက်ပြီအော်အဖေပြန်လာပြီပဲ ဒီနေ့ပြန်လာတာနောက်ကျရင်နော်အဖေလည်းသိတယ်မဟုတ်လားသမီးတယောက်တည်းဘယ်ကူမှမသွားရဘူးလေသမီးရဲ့အဖေဒီနေ့ငားရီမမီလို့နည်းနည်းလေးနောက်ကျသွားတာပါစိတ်မပူနဲ့မနေ့ပြန်ငါစပြီးတော့သမီးလည်းအဖေနဲ့အတူလိုက်လာခဲ့ပါဒီလိုဆိုရင်အဖေအတွက်စိတ်ပူစရာမလိုတော့သလိုသမီးအတွက်လည်းပူစရာမလိုတော့ဘူးပေါ့ဘလို့လဲသမီးလေးဟုတ်ကဲ့ပြီအဲ့ဒါကအဆင်ပြေပါတယ် ဂူရီတမီးရေမင်းမြန်လို့မဟုတ်ရင်အဖေတို့နောက်ကျနေလိမ့်မယ်။ဟုတ်ကဲ့ပါဖေတမီးပြီးပါပြီ။သွားကြစို့။ကီရှန်ဟာတမီးနဲ့အတူငါးဖမ်းဖို့ထွက်သွားပါတယ်။မြကန်းသားကိုရောက်တော့ကီရှန်ဟာတမီးကိုတခုခုပြောလိုက်ပါတယ်။တမီးလေငါတို့ရောက်ပြီ။အခုကစားပြီးတော့တမီးလေထဲမှာတက်တောင်းတက်တာထိုင်လို့ရပြီ။အခုတော့အဖေငါးဖမ်းဖို့သွားအောင်မယ်။အဖေ ။တမီးရေထဲပြုတ်ကြမှာတော့မဟုတ်ဘူးမလားယင်။မဖြစ်ပါဘူးတမီးရဲ့ဒီတိုင်းလေးပဲတက်တက်တာတာထိုင်နေပါ။ဂူရီတရားမျက်စိမမြင်တဲ့အတွက်သူမကလှေပေါ်မှာပဲငြိမ်ငြိမ်လေးထိုင်နေပါတယ်။အဲဒီနောက်သူ့ဘေးဟာလှေကိုယူပြီးတော့ငါးပန်းဖို့ထွက်သွားတယ်။ဒါပေမဲ့အဲဒီနေ့မှာ ကီရှန်ဟာငါးတကောင်မှမရခဲ့ပါဘူး။ဒီနေ့လေငါတကောင်းမှမရခဲ့ဘူးပဲဒီလိုဖြစ်နေတာ9ရက်လောက်ရှိပြီ ငါတွေကဒီနေရာကို လုံးဝမလာတော့ဘူး။နေ့တိုင်းဒီလိုသာဆက်ဖြစ်နေရင်တော့ငါနဲ့ငါသမီးလေးအငတ်ဘေးနဲ့တည်ရလိမ့်မယ်။ကီရှန်တရားကိုဒီလိုတွင်းနေတော့မှာပဲ။ကီရှိုးဆိုတဲ့တခြားတန်ငါသေးတယောက်ကလှင်နဲ့ဒူကီရှက်စီကိုရောက်လာပါတယ်။ကီရှန်ကြီးဘာဖြစ်လို့လဲဟိ။ဒီနေ့မင်းဘသူ့ကိုခေါ်လာတာလဲ။ဒီကလေးမလေးကရောဘသူလဲ။အော်ဒါကကျွန်တော်သမီးဂူရီပါ။ ဩမင်းရဲ့မျက်စိမမြင်တဲ့ကလေးပေါ့ဟုတ်တယ်မလားဟုတ်ပါတယ်ကွာဖះသခင်ကအလာတရားမှာဘာမှမကြံထားခဲ့ဘူးဒါပေမဲ့မျက်လုံးလေးပေးဖို့မေ့သွားတယ်နဲ့တူတယ်ဟိမင်းဘလို့ပြောလိုက်တာလဲငါသမီးကဘလို့ပဲဖြစ်နေပြီစေ तू ကငါအတွက်တော့အလာဆုံးနဲ့အကောင်းဆုံးတရှိမှုပဲနားလေလားဟိကောဘာဖြစ်လို့အဲ့လောက်ဒေါသထွက်နေရလဲငါကဒီတိုင်းနောက်လိုက်တာပါဟာမင်းစိတ်ဆိုရင်ငါဒီကနေထွက်သွားလိုက်မယ် ကီရှိုးနဲ့ကီရန်တို့ရဲ့စကားကိုကြားပြီးတော့ဂူရီတရားကိုစိတ်မကောင်းဖြစ်သွားပါတယ်။အဲဒီနောက်ကီရန်ဟာသူ့ရဲ့သမီးကိုမေးလိုက်ပါတယ်။သမီးလေးဘာဖြစ်နေရလဲ။ဘာလို့တိတ်ဆိတ်နေတာလဲ။လူတွေပြောတာကိုဂယုမဆိုင်တဲ့သမီး။ဒါကသူတို့ပြောရမှာသူတို့အလုပ်ပဲ။တခြားသူတွေပြောတာကို နားမထောင်နဲ့။ဟုတ်ပြီလား။အဖေရဲ့သမီးအဆင်ပြေပါတယ်။သမီးလေးအဲ့လိုပြောစကားတွေကိုဂယုမဆိုင်ပါဘူး။ ဒီလောကကြီးကသမီးကိုဘာပဲပြောနေနေအဖေသမီးကိုချစ်ရင်ပြီးတာပဲလေဟုတ်တာပေါ့တော်လိုက်တဲ့ငါသမီးလေးမင်းရဲ့ဒီလိုအတွေးတွေကိုအရန်သဘောကျတယ်သမီးလေးအဖေလေကိုကန်းကိုပို့လိုက်မယ်ပြီးတာနဲ့အဖေတော့တဲ့သွားပြီးတော့တစ်သီးတွေခိုးပြီးတော့သမီးအတွက်ယူလာခဲ့ပေးမယ်အဲဒီနောက်မှာတော့အဖေနဲ့သမီးနှစ်ယောက်စလုံးအတူတူစားကြမယ်လေဒီလိုပြောပြီးတော့ကီရှာဟာလေကိုကန်းထဲမှာရက်ပြီးတော့တော့တဲ့ကိုထွက်သွားတယ် အချင်းအားတော်တော်လေးကိုကြာသွားပါပြီ။ဒါပေမဲ့ကီရှန်ကအခုထိလေစီကိုပြန်မလာသေးပါဘူး။အဖေရေးအဖေအဖေကလည်းအခုထိမလာသေးဘူးနဲ့တူပါတယ်။ဘာလို့အချိန်တွေကြာနေရတာလဲ။ဂူဒီကအဲ့ဒီလိုတွေးနေတော့မှပဲရုတ်တရက်သူ့ရဲ့ဘေးနာကနေမင်းသားတပားဖြတ်သွားပါတယ်။ဟေးအလာလေးမင်းကဘာတူလဲ။ဒီတော့ထဲမှာတယောက်တည်းဘာကြောင်ထိုင်နေရလဲ။ဟမ် ရှင်ကဘာတူလဲ။အော်ကျွန်တော်ကမင်းသားပြီးပါ။ဒီပြည်နယ်ရဲ့ဘရင်ကြီးရဲ့သားပါ။ကျွန်တော်ကတောထဲမှာအမဲလိုက်ဖို့သွားနေတော့မင်းကိုဒီလိုတယောက်တည်းတိုင်းနေတာကိုတွေ့တော့ရက်လိုက်တာပါ။ဒါနဲ့မင်းကဘာတူလဲ။ဒါကြောင့်ဂူရီလေးဟာမင်းသားကိုအပြစ်ပြက်အားလုံးကို ပြောပြလိုက်ပါတယ်။အပြစ်ပြက်ကတော့အဲ့ဒါပါပဲရှင်။ဒါကြောင့်ကျမကဒီမှာထိုင်နေရပါ။ ဒါဆိုမင်းကဘာမှမမြင်နိုင်ဘူးဆိုတာကိုကျွန်တော်မြင်နိုင်ဘူး။မင်းရဲ့ယုံသားမှုဖြူစင်မှုနဲ့မင်းရဲ့အလားတရားကငါရဲ့အားနည်းချက်တစ်ခုကိုလစ်လျူရှုထားလိုက်ဖို့တွန်းအားပေးခဲ့တယ်။မင်းသားနဲ့ဂူရီတို့စကားပြောနေတုန်းမှာပဲယုတ်တရက်ချင်းသေးတကောင်ရောက်လာတယ်။ချင်းသေးကမင်းသားကိုစတင်ပြီးတော့တိုက်ခိုက်ပါတယ်။ဟိုမင်းသားရေမင်းသားဘာဖြစ်တာလဲ။ဂူရီမင်းအဆင်ပြေလားချင်းသေးတကောင်ငါ့ပေါ်တက်လာပြီ။ ငါ့ကိုကူညီပါအောင်ဟာငါဘာလုပ်ရမလဲ။ကျမကဘလို့ကူညီရမလဲ။အဲ့ဒီချိန်မှာပဲကီရှန်ကထိုနေရာကိုရောက်လာပြီးတော့အပြည့်ပြတ်အလုံးကိုမြင်လိုက်တာကြောင့်အံ့ဩသွားတယ်။ကီရှန်ဟာမင်းသားရဲ့လေးနဲ့များကိုယူပြီးတော့ရှင်သီးရဲ့ခေါင်းကိုမြားနဲ့ပြစ်လိုက်တာကြောင့်ရှင်သီးကြီးလည်းနေရာမှာပဲတည်ဆုံသွားခဲ့ပါတယ်။"အိုးမင်းကငါ့ရဲ့အသက်ကိုကယ်ခဲ့တာပဲ။ရန်ကိုကျေးဇူးတင်ပါတယ်။" ကျေးဇူးတင်စရာမလိုပါဘူးလူတယောက်ဒုက္ခရောက်နေတဲ့အချိန်မှာတယောက်ကိုတယောက်ကူညီဖို့ဆိုတာကငါတို့ရဲ့တာဝန်ပဲလေဟုတ်တယ်မင်းပြောတာလည်းအမှန်ပဲဒါနဲ့မင်းကဘာတူလဲအဲဒီနောက်မှာတော့ကီချာမင်းသားကိုအပြစ်ပြက်အားလုံးကိုပြောပြလိုက်ပါတယ်ဒါဆိုခမားကဂူရီရဲ့အဖေပေါ့တွေ့ရတာဝမ်းသာပါတယ်ခမားတို့တခုခုဒုက္ခရောက်ရင်ကြောက်ကိုတရီရလိုက်ပါ ဒါဖြင့်ကျွန်တော်သွားတော့မင်းနော်အဲ့ဒီလိုပြောပြရနဲ့မင်းသားဟာထွက်သွားပါတယ်ရဲအနေငယ်ကြတော့မင်းသားကသူ့ရဲ့ခန်းစားချက်တွေကိုသဘောပေါက်လာပါတယ်ငါဘာဖြစ်နေရလဲဘာလို့ဂူရီကို မိတ်လို့မရတာလဲသူမရဲ့အလှတရားဖြူစင်မှုတွေကိုမြင်ရတော့ငါသူမကိုစွဲလမ်းမိသွားတယ်မင်းသားလေဘာတွေတွေးပြီးတော့စိတ်ကူးရှင်နေရလဲကြည်ရတာတခုခုထူးခြားတာရှိတယ်နဲ့တူတယ် အခုတော့ငါတို့မင်းကြီးကိုဒီအကြောင်းပြောရတော့မယ်။မဟုတ်ပါဘူး။ထူးခြားတာဘာမှမရှိပါဘူး။ဒီတိုင်းလေးပဲတွေးနေတာပါ။ဝန်ကြီးဘာဖြစ်တာလဲ။မင်းတို့တွေတခုခုအရေးကြီးတာပြောနေကြတာလား။အရှင်မင်းကြီးမင်းသားကအခုရွယ်တခုကို ရောက်လာပြီ။မင်းသားလေးကိုလက်ထပ်ပေးသင့်ပြီတင်ပါတယ်။ဟုတ်ပြီ။ဒါပြင်ငါတို့သားလေးသဘောကျတဲ့မိန်းကလေးတရားရောက်ရှိသလား။ အဲ့ဒီလိုမေးတဲ့အခါမှာတော့မင်းသားလေးဟာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်အလုံးကိုမင်းကြီးကိုပြောပြလိုက်ပါတယ်။ကျွန်တော်တွေ့ခဲ့တဲ့ကောင်မလေးကတော့ဒီလိုပါပဲအဖေရဲ့။ပြီးတော့သူမရဲ့အဖေက ကျွန်တော်ရဲ့တက်ကိုကဲပေးခဲ့တာဗျ။ဒါဆိုဂူရီရဲ့အဖေကငါတို့ကျေးဇူးတင်တဲ့နဲ့ပြီးတော့ငါမင်းနဲ့ဂူရီရဲ့အကြောင်းပြောဖို့သူ့ကိုတွေ့ဆုံမယ်။တကယ်လားအဖေ။အဖေကတဲ့ကိုကောင်းတာပဲ။ ကျွန်တော်ဂူရီနဲ့သူမရဲ့ဖေကိုသွားရှာလာအောင်မေပြီးတာနဲ့သူတို့နှစ်ယောက်လုံးကိုခေါ်ပြီးတော့ပြန်လာခဲ့ပါမေကောင်းပြီဒါလီသွားပါဟုတ်ကဲ့ဖေဒါဖြင့်ကျွန်တော်သွားပြီနော်တပတ်မှာတော့ဂီရန်ဟာဂူရီရဲ့မျက်လုံးကြောင့်ထပ်ပြီးတော့စိတ်ပူလာပါတယ်လာသမီးလေဒီနေ့အဖေသမီးကိုထူးဆန်းတဲ့ဘိုးတော်စီကိုခေါ်သွားပေးမယ်သူကတော့သမီးရဲ့မျက်လုံးကိုတေချာပါကုသပေးနိုင်လိမ့်မယ် အဖေကျမတို့ရင်ထဲကဘိုးတော်တွေအများကြီးစီခေါ်သွားဘူးတယ်မလားဒါပေမဲ့ဘသူမှကျမရဲ့မျက်လုံးကိုမကူတာနိုင်ခဲ့ဘူးသမီးရဲ့ဘယ်သိပါမလဲဒီဘိုးတော်က သမီးရဲ့မျက်လုံးကိုကူတာပေးနိုင်နေဆိုရင်ဘယ်လိုလုပ်မလဲကြည့်ပါဦးငါတို့တွေမကြိုးစားပဲလက်မလျှော့သင့်ဘူးလေသွားကြရအောင်မဘာဖြစ်မလဲဆိုတာသိရတာပေါ့ကောင်းပြီဗျဒါကိုစူးစမ်းကြည့်ရအောင် သွားကြတာပေါ့ အဲ့လိုနဲ့ကီရှန်နဲ့ဂူရီတို့ဟာတူဆန်နဲ့ဘိုးတော်စီကိုသွားဖို့ထွက်ခွာသွားကြတယ်။လမ်းလျှောက်ရင်းနဲ့သူတို့ကတောနဲ့ဒဲကူရောက်သွားပါတယ်။အဘေကျမလမ်းလျှောက်ရတာအရန်ကိုပင်ပန်းနေပြီ။အော်ဟုတ်လားသမီးလေးပြဿနာမရှိပါဘူးသမီးရဲ့ဒီမှာခဏထိုင်ပြီးတော့အဖေတို့အနားယူကြရအောင်။ပြီးရင်ထပ်သွားကြတာပေါ့။အဲ့ဒီလိုဆိုရတယ်မလား။အဲ့ဒီလိုမျိုးတာပါနေအောင်တစ်ပင်အောင်မှာအနားယူနေတော့ ရုတ်တရက်ဘလူးချီတကောင်ရောက်လာပါတယ်။အိုးလူသားတွေပဲငါသူတို့နှစ်ယောက်ကိုရစ်ပူစော်လိုက်မေးဆိုငါရဲ့ဘလူးဘုရားသခင်ပျော်ရွှင်စေမယ်။ဘလူးဟာသူ့ရဲ့မော်ပညာကို သုံးပြီးတော့သူတို့နှစ်ယောက်လုံးကိုမိဝိုင်းထဲမှာဖမ်းဆီးလိုက်တယ်။ဘာနဲ့ကြီးရနေရလဲ။အဘေးထပါအောင်အဘေးရေမီးလောင်နေတဲ့အနှမ်းရတယ်။သမီးလေးငါတို့ပပတ်လေးမှာမီးတွေရှိရဲ့။ ဒါပေမဲ့ဒီမမီးကဘယ်ကနေစလောင်တာလဲငါကပဲဒီမီးကိုညှိလိုက်တာငါမင်းတို့နှစ်ယောက်လုံးကိုရစ်ပူစောပြီးတော့ငါရဲ့ဘလူးဘုရားသခင်ကိုပျော်ရွှင်စေမယ်အဲ့လိုပြောပြီးတော့ဘလူးကြီးဟာထွက်ခွာသွားပါတယ်သမီးမကြောက်နဲ့နော် အဖေတခုခုလုပ်ပေးမယ်ဒီနောက်ဂီရှန်ဟာမိဝိုင်းထဲကနေခုံထွက်လိုက်တယ်အဖေ သမီးကိုကဲပါအောင်သမီးလေးဘာမှစိတ်မပူနဲ့အဖေတနေရာကနေရေယူလာခဲ့မယ်ရုတ်တရက်ဆိုသလိုကီရှာဟာရေရင်းကိုမြင်သွားတယ်သူဟာရေရင်းကနေရေကိုမြ мян ဆွဲထုတ်ပြီးတော့မီးပေါကိုလောင်းချလိုက်ပါတယ်ဒါကြောင့်တဖြည်းဖြည်းနဲ့မီးတွေဟာလည်းငြိမ့်သွားပါတော့တယ်သမီးလေးအဆင်ပြေလားသမီးဘာမှမဖြစ်ဘူးမလားဒါအဖေရဲ့အမပဲအဖေကသမီးကို အဲ့ဒီဘိုးတော်စီကိုခေါ်သွားမယ်လို့ပြောခဲ့တာမဟုတ်ရင်ဒီလိုတွေဖြစ်ခဲ့မှာမဟုတ်ဘူးတမိရဲ့အဖေကိုခွင့်လွတ်ပါနော်အဖေတောင်းပန်စရာမလိုပါဘူးဘုရားသခင်ကရေးထားတာပဲဘာပဲဖြစ်ဖြစ်အဲ့ဒီຢာကတေချာဝါကိုဖြစ်လာမှာပေါ့တမိကအရာအလုံးကိုဘုရားသခင်လက်ထဲအပ်ထားပြီးပြီအဖေလည်းအရာအလုံးကိုဘုရားရဲ့လက်ထဲပဲအပ်ထားသင့်တယ်ဒီနေ့ကျရင် သူကအရာအလုံးကိုပြုပြင်ပေးလိုက်မယ်ဆိုတာကျမကတော့အပြည့်အဝယုံကြည်တယ် အခုတော့အိမ်ကိုပြန်ကြစို့ဂူရီနဲ့ဂီရန်တို့ဟာအခုဆိုရင် အိမ်ပြန်ဖို့စတင်ထွက်ခွာလာကြတယ်။ဒီချိန်မှာပဲရုတ်တရက်ရေရင်းတွေကနေအတန်တန်ထွက်လာတယ်။ရက်ပါအောင်ကျမကိုကဲကြပါအောင်ကျမကိုဒီလိုမျိုးမထားခဲ့ပါနဲ့။ကုညီချပါအောင်ရှင်။ဟေးဒီတန်ကဘယ်ကနေလာတာလဲ။ကြည်ရတာဒီတန်ကရေရင်းကလာတာနဲ့တူတယ်။ကြားရတဲ့အတန်ကြောင့်ပဲဂီရန်ဟာရေရင်းနားကိုသွားပြီးတော့ကြည်လိုက်တယ်။ ဒါပေမဲ့လည်း तू ဘာမှမမြင်ရပါဘူးတဲ့။ဟေ့ဒီမှာဘာသူရှိလဲ။ကျိုးကိုအပေါ်ဆွဲတင်လိုက်ဟေ့။စကားတန်ကြောင့်ပဲကီရှန်ကကျိုးကိုချက်ချင်း အပေါ်ကိုဆွဲတင်လိုက်ပါတယ်။ဟေ့ဒီပုံးထဲမှာရွှေပန်းသီးတစ်လုံးရှိတာပဲ။ဒါပေမဲ့ဘယ်ကနေရှိရင်းနဲ့ကိုရောက်လာတာလဲ။အဲဒီနောက်မှာတော့ပန်းသီးကနေအတန်တန်ထွက်လာတယ်။ကျမကနေသမီးတစ်ပါးပါ ကျမဒီတော့ထဲမှာလှည့်လည်နေတော့ဘလူးတကောင်က ကျမကိုပန်းပြီးတော့သူ့ရဲ့မော်စွမ်းနဲ့ကျမကိုရွှေပန်းသီးထဲမှာထောင်ချလိုက်တာပါအဲ့ဒီဘလူးဟာ ကျမကိုနောက်ပိုင်းမှာတော့ရစ်ပူစောနိုင်တယ်ဒါဆိုရင်မင်းအခုပန်းသီးထဲကနေဘလူးထွက်မလဲလူတယောက်ဟာပန်းသီးကိုမကြည့်ပဲမကြည့်ဘဲနဲ့စားလိုက်ရင်ဘလူးရဲ့မော်တက်ကပြတ်သွားပြီးတော့ကျမလွတ်မြောက်ပါလိမ့်မယ် ။ဒါကြောင့်ကိရှာခဏလောက်စဉ်းစားလိုက်တယ်။အဲဒီနောက်သူလည်းအခုလိုပြောလိုက်ပါတယ်။လူတယောက်ကမတီးပဲမကြည့်ပဲနဲ့ဘသူကဘလို့မျိုးစားနိုင်မှာလဲ။ဒါကမဖြစ်နိုင်ဘူးလေ။အဲဒီနောက်တော့ဂူရီဟာကိရှန်ကို ပြောလိုက်ပါတယ်။အဘေဒီမှော့ပညာကိုဘလို့ပြတ်အောင်လုပ်ရမလဲဆိုတာတမိတိသွားပြီ။အဘေဒီပန်းဒီကိုယူပြီးတော့ကျမကိုကြွေးပါ။ထို့နောက်ကိရှန်ဟာ သူသမီးပြောတဲ့အတိုင်းပန်းသီးကိုယူပြီးတော့ကျွေးလိုက်ပါတယ်။ဂူရီဟာပန်းသီးကိုစားလိုက်တာနဲ့နေသမီးလည်းလွတ်မြောက်သွားပါတယ်။ကျမလွတ်လပ်သွားပြီ။အရန်ကိုကျေးဇူးတင်ပါတယ်။မင်းဟာငါ့ကိုဒီမော့ပညာတွေကနေလွတ်မြောက်စေခဲ့တယ်။သမီးရေဘလူပြက်တာလဲ။ဘလူရဲ့မော့တက်ကဘလူကြောင့်ပြက်သွားရတာလဲ။အဘေအဘေကပန်းသီးကိုလက်နဲ့ကျွေးတယ်။ ပြီးတော့ကျမကအဲ့ဒီပန်းသီးကိုမတိပဲစားခဲ့တယ်လေ။ဘာကြောင့်လဲဆိုတော့ကျမကမမြင်ရတဲ့အတွက်ပန်းသီးကိုမကြည့်ပဲစားခဲ့တာပါ။အဲ့ဒါကြောင့်ပဲမော့တက်ကပြတ်သွားတာပေါ့။ကဲသမီးလေးမင်းအတွက်စုတစ်ခုပေးခြင်းနဲ့မင်းတောင်းခြင်းနဲ့စုတစ်ခုကိုတောင်းပါ။အဲ့ဒါကတော့ကျမရဲ့မျက်လုံးနဲ့လောကကြီးကိုမြင်ခြင်းနဲ့နတ်သမီးကကျမရဲ့မျက်လုံးကို ပြန်ကောင်းအောင်လုပ်ပေးနိုင်မလား။ကောင်းပါပြီ။ ကျမမင်းရဲ့စုကိုတေချာပေါက်ဖြည့်ဆည်းပေးပါမယ်။အဲ့ဒီနောက်နတ်သမီးဟာမျက်လုံးပြင်မြင်လာအောင်ဖန်တီးပေးလိုက်ပါတယ်။အဘေကျမအရာအားလုံးကိုမြင်ရပြီ။အိုးနတ်သမီးလေးရဲ့အရန်ကိုကျေးဇူးတင်ပါတယ်။နတ်သမီးကကျွန်တော်ရဲ့တသက်တာလုံးစိုးရိမ်ပူပန်မှုတွေကိုအခုချက်ချင်းဖယ်ရှားပေးလိုက်တာပါပဲ။ကျွန်တော်နတ်သမီးကိုဘယ်လိုမျိုးကျေးဇူးတင်ရမလဲ။အရန်ကိုကျေးဇူးတင်ပါတယ်။ ဘေအဖေ့ကိုတမီအမြဲတမ်းပြောဖို့တယ်မလားအဖေသာအရာအားလုံးကိုဘုရားသခင်လက်ထဲအပ်ထားရမယ်။ तू ကအရာအားလုံးကိုပြန်ကောင်းအောင်လုပ်ပေးလိုက်မယ်ဆိုတာလေ။အခုကြည့်ပါဦး။ဒီနေ့ဘုရားသခင်ကနတ်သမီးပုံစံနဲ့တမီးရဲ့မျက်လုံးကိုကုသပေးခဲ့ပြီ။ဟုတ်တယ်တမီးလေ။တမီးလေးပြောတာအမှန်ပဲ။လူတယောက်မှာဘုရားသခင်ကိုတကယ်ယုံကြည်မှုရှိရင်သူဟာဘယ်တော့မှလက်ပလာနဲ့ပြတ်မလာရဘူး။ ဟုတ်ပါတယ်။ယုံကြည်ခြင်းဆိုတာက ကြီးမားတဲ့စွမ်းအားပါ။ဘုရားသခင်ကငါတို့အားလုံးကိုဒီကဘာပေါ်ကိုတယောက်ကိုတယောက်ယုံကြည်ဖို့တယောက်ကိုတယောက်ကူညီဖို့နဲ့ကောင်းတဲ့အရာတွေလုပ်ဖို့အတွက်ပို့ပေးခဲ့တာပါ။အဲ့ဒီလိုပြောပြီးတော့နတ်သမီးကကောင်းကင်ဘုံကပြန်တက်ကပျောက်ကွယ်သွားတော့တယ်။တစ်ဖက်မှာလည်းမင်းသားလေးဟာဂူရီကိုရှာဖို့အတွက်အဲ့ဒီတော်တွေကိုရောက်လာပါတယ်။ငါဂူရီကိုကြာကြီးရှာနေခဲ့တာ။ ဒါပေမဲ့အခုထိသူမရဲ့သဲလွန်စားဘာမှမတွေ့သေးဘူး။သူမကဘယ်မှာနေတာလဲ။မင်းသားကအဲ့လိုမျိုးတွေးနေတုံးမှာပဲ။လမ်းမှာကီရှန်နဲ့ဂူရီတို့ကို တွေ့လိုက်ရပါလေရော။ဟေးဂူရီမင်းကငါအကြာကြီးရှာနေခဲ့တာ။မင်းသားဒီမှာအားလုံးအဆင်ပြေရဲ့လား။ပြပါရဲကျွန်တော်ခမားတို့နေရာလုံးကိုရှာနေတာပါ။ဂူရီငါမင်းကိုအရန်သဘောကျတယ်။ ငါနဲ့လက်ထပ်ပေးနိုင်မလားမင်းသားကျွန်တော်သမီးကမျက်စိမမြင်ဘူးမင်းသားကမျက်စိမမြင်တဲ့မိန်းကလေးကို လက်ထပ်နိုင်ရဲ့လားဂူရီရဲ့အားနေချက်ကကျွန်တော်တော်တော်အေးမကြီးပါဘူးလူတရားရဲ့စိတ်ထဲမှာမြင်နိုင်တဲ့အမြင်ကသာအရာအလုံးပါပဲအဖေပါလို့မင်းသားကိုလိမ့်နေတာလေကျမရဲ့မျက်လုံးကကောင်းသွားပြီလေဘာကြောင့်သူ့ကိုမပြောတာလဲသမီးလေးအဖေကမင်းသားကိုစမ်းသက်နေတာ ခင်ဗျားတို့သားပါနေအောင်ဘာတွေပြောနေရလဲဒီလိုပါမင်းသားကျွန်တော်သမီးလေးရဲ့မျက်လုံးကအခုဆိုရင် လုံးဝကူကောင်းသားပါပြီအဲ့ဒီအကြောင်းကိုပြောနေကြတာပါအိုးတကယ်လားဒါကပြောစရာကိစ္စပဲပေါ့ဗျာဟုတ်ပါတယ်ကျွန်တော်ကမင်းသားကိုစမ်းသက်လိုက်တာပါကျွန်တော်သမီးလေးကအပြစ်နာစာမရှိတဲ့သူလိုလက်ခံမလားလက်မခံဘူးလားဆိုတာသိချင်လို့ပါဘာကြောင့်လဲဆိုတော့ဘဝဆိုတာအပြစ်မှန်းအသွင်ပြင်း ဒါမှမဟုတ်အလှအပပုံမှာပဲအခြေခံပြီးတော့မရက်တည်နိုင်ဘူးလေ။တယောက်နဲ့တယောက်အားနည်းချက်တွေကိုလည်းလက်ခံရမယ်။ဟုတ်တယ်။မင်းပြောတာမှန်ပါတယ်။ရိုးရိုးသားသားပြောရရင် ကျွန်တော်ကဂူရီရဲ့ကောင်းမြတ်မှု၊တမရဲ့ယူသားမှု၊တမရဲ့ဖြူစင်မှုတွေကိုတကယ်ပဲသဘောကျပါတယ်။တမရဲ့မျက်လုံးမကောင်းရင်တောင်မှကျွန်တော်ကဂူရီကိုလက်ထပ်မှာပါ။ပြီးတော့အမြဲတမ်းလဲချစ်နေမှာပါ။အဲဒီနောက်တော့မင်းကြီးဟာ မင်းသားနဲ့ဂူရီကိုစီကားတိုက်မြိုက်စွာနဲ့လက်ထပ်ပေးလိုက်ပါတော့တယ်။ထို့နောက်နှစ်ယောက်စလုံးနန်းတော်ကြီးထဲမှာပျော်ရွှင်စွာပဲနေထိုင်သွားကြပါတော့တယ်။လူတစ်ယောက်ဟာ သူ့ရဲ့ခန္ဓာကိုယ်ရဲ့အလားပါကြောင့်ကောင်းတာမဟုတ်ပါဘူး။သူ့စိတ်ရဲ့အလားပါကြောင့်ကောင်းတာပဲဖြစ်ပါတယ်။လူတစ်ယောက်ရဲ့စိတ်အလားပါကိုမြင်ပြီးတော့ချစ်တဲ့အချစ်ကတသက်တာလုံးတည်မြဲမှာပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့အလားပါကိုချစ်မြတ်နိုးမှုကတော့အချိန်ကြာလာတာနဲ့အများ မိမ့်မိန်လာပြီးတော့အချစ်တွေကလည်းပျက်စီးစေနိုင်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။နောက်တဲ့ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်ရှင်။